နံပါတ်5မာတင်လူသာကင်းမာတင်လူသာကင်းကတော့ African American လူမျိုးဖြစ်ပြီး I have a dream ဆိုတဲ့စောင်းပုံလေးနဲ့ကမ္ဘာတိကျော်ကြတဲ့ပုံကိုယ်တရားဖြစ်ခဲ့ပါလိမ့်။လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်လောက်က American ရဲ့အနောက်ဘက်နိုင်ငံတော်တော်များများကလူပြူလူမဲအလွန်ခွဲခြားကြပါလိမ့်။အဲဒီလူခွဲခြားမှုကလူမဲတွေအတွက်အခွင့်အလမ်းတွေဆုံးရှုံးစေပြီးတော့လူမျိုးရေးခွဲခြားမှုကိုဖြစ်စေတဲ့အတွက် American နိုင်ငံအတွင်းမှာလူမျိုးရေးပဏိပခတွေအများလို့လို့ဖြစ်ပေါ်လေးရှိပါလိမ့်။ဒီအချက်ကို Martin Luther King ကကောင်းစွာနားလည်ပြီးတော့ အမေရိကန်နိုင်ငံမှာလူပြူကောလူမဲပါတန်းတူအညီအများရရှိဖို့အတွက် racial equality လှုပ်ရှားမှုတွေကိုစတင်အကောင်အထည်ဖော်ခဲ့ပါသည်။သူရဲ့ဥဆောင်မှုတွေကိုလူအများကကြိုက်နေတတ်တာကြောင့်မာတင်လူသာကင်းအသက်ရှင်နေစဉ်ကာလအတွင်းမှာပဲအမေရိကန်နိုင်ငံမှာအသားအရောင်ခွဲခြားမှုတွေလူမျိုးရေးခွဲခြားမှုတွေကတဖြည်းဖြည်းနဲ့လျော့နေလာခဲ့ပါသည်။နောက်ထပ်ထူးခြားချက်တစ်ခုက racial equality လို့ခေါ်တဲ့လူမျိုးရေးညီမျှခြင်းကိုအကြမ်းမဖက်တဲ့ပုံစံမျိုးနဲ့စူးစမ်းအားထုတ်ခဲ့တာကြောင့်ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ချီးမြှင့်ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့မာတင်လူသားကင်းကဝါရှင်တန် DC ကိုရောက်နေတဲ့အချိန်တွင်မှာပဲနိုင်ငံရေးအစွန်းရောက်သမားရဲ့တန်းတန်းနဲ့ပြစ်ခတ်မှုကြောင့်ဈေးရုံမရောက်ခင်မှာပဲသွေးထွက်လွန်ပြီးတည်ဆုံသွားခဲ့ရပါသည်။နံပါတ်၄ Arc to France Farina France Farina ဟာ Austria-Hungary နိုင်ငံသားဖြစ်ပြီးတော့လက်ကျန်ခံရမှုနဲ့ကြော်ကြားတဲ့ပုံကိုတယောက်ဖြစ်ပါသည်။